ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ပရိသတ်တွေအတွက်ပုံမြင်လေးတစ်ပုဒ်ကိုပြောပြပေးကြပါရစေ။ဒီပုံမြင်လေးအစုံမှာတော့တင်းရဲ့အားနေချက်ကဘာဆိုတာတင်းကိုယ်တိုင်ကွက်ကွက်ကွင်းကွင်းသိမြင်သွားပါလိမ့်မယ်။တခါတော့ငါငိမ့်သက်အေဂျင့်ရဲ့ကြေးရွာလေးတူရွာမှာဂျင်နာတက်ပြီးစူးစမ်းလောက်ကင်တက်တဲ့လေသမားတအုပ်နေထိုင်ပါရစေ။သူဟာနေ့စဉ်မနက်ခင်းတိုင်းမြက်ကနေရေခဲယူပုံ တက်တာဒုတ်တန်းကြီးနဲ့ခြေထားတဲ့အိုကြီးနှလုံးကိုအသုံးပြုပါရယ်။အိုတလုံးကပြေဆုံးအစဉ်ပြေပြီးတခြားအိုတလုံးမှာတော့အရာလေးတစ်ခုရှိနေခဲ့တယ်။နေတိုင်းပြေဆုံးတဲ့အိုကရေပြည့်ရှမ်းနေပြီမယ်။အရာပါတဲ့အိုကတော့ရေတဝက်ပြည့်သေးဆောင်နိုင်ခဲ့ပါရယ်။ပြေဆုံးတဲ့အိုကအရာပါတဲ့အိုကိုမကြာခဏလောင်ပြောင်းတတ်ပြီး၎င်းရဲ့ရေတွေအိမ်ရောက်ချိန်မတိုင်ခင်တဝက်ကုန်သွားတာကြောင့်အသုံးမကျဘူးလို့ဆိုတတ်ပါရယ်။ ရေဆုံးတဲ့ဥက္ကဋ္ဌလေသမားအတွက်အကျိုးပြုနိုင်တယ်လို့ခုံယူစွာနဲ့လည်းပြောဆိုတတ်ပါသေးတယ်။အရာပါတဲ့ဥဟာနှဆိုင်နဲ့ဝမ်းနည်းမှုကိုခံစားရပြီးစက်တိုက်လောင်ပြောင်းမှုတွေကြောင့်တဖြည်းဖြည်းသူ့ကိုယ်သူတန်ဖိုးမရှိဘူးလို့ယုံကြည်လာခဲ့ပါတယ်။တနည်းမနာမှာတော့အရာပါတဲ့ဥဟာမခံမရနိုင်ဖြစ်လာပြီးညရည်များနဲ့လေသမားကိုတောင်းပန်လိုက်ပါတယ်။သူ့ရဲ့ချိုးရင်ချက်ကြောင့်လေသမားရဲ့အလုပ်ကိုကြက်ကွက်တလို့ခံစားရကြောင်းပြောတော့ ဧသမားကနူးညံ့တဲ့မျက်လုံးများနဲ့ကျန်းနာတဲ့အပြုံးတပ်ပွင့်နဲ့အဲ့ရပါတဲ့အိုးကိုအပိစကားပြောက နောက်တနေ့မှဘာတစ်ခုမှမရှင်းရတော့အောင်ပြပေးမယ်လို့ကတိပေးလိုက်ပါတယ်။နောက်တနေ့မှမြက်ကနေပြန်လာချိန်မှာဧသမားကအဲ့ရပါတဲ့အိုးကိုလမ်းဘေးအချမ်းကိုတေချာကြည့်ဖို့ပြောလိုက်ပါတယ်။အန်ဩစရာကောင်းတာက သူ့ဘက်အချမ်းကလမ်းဘေးမှာလာပါတဲ့အနီးအဝါနဲ့ပန်းရောင်ပန်းများနဲ့ဖုံးလွှမ်းနေပြီးပန်းတွေဟာလေးညင်းတွေထဲမှာအိမ်ထွက်နေတာ လိပ်ပြလေးတွေပြန်တန်းနေကြတဲ့အပြင်ချုံမြင့်နဲ့အမွေရနံလေးတွေဟာလည်းနေထဲမှာပြန်နှံ့နေပါတယ်။ဒီမြင်ကွင်းကြောင့်အဲ့ရပါတဲ့အိုဟာရပောင်းများစွာအတွင်ပထမဆုံးအကျဉ်းပျော်ရွှင်မှုလေးကို ခံစားလိုက်ရပါတော့တယ်။ဒါပေမဲ့အင်းရောက်ချိန်မှာတော့အဲ့ရပါတဲ့အိုးရဲ့ဤတဝက်ရှန်ချသွားတာကိုမြင်ပြီး၎င်းရဲ့နှလုံးသားကပြန်လီလန်သွားပါတယ်။လေသမားကို သူ့အဆုံးစွန်ပြက်ကွက်သွားတယ်လို့ဝမ်းနဲ့စွာနဲ့တီတူပြောလိုက်တာကြောင့် လယ်သမားကအဲ့ရပါရင်အိုကိုနုံညံစွာထိပြီးရှင်းပြလိုက်ပါတယ်။ဒီပန်းတွေဟာသူ့ဘက်အချမ်းမှာပဲပေါက်ရတဲ့အကြောင်းကလွန်ခဲ့တဲ့လာရီကလေးကသူ့အဲ့ရအကြောင်းသိနေခဲ့လို့ပါ။သူကအဲ့ရပါရင်အိုရဲ့လမ်းကြောင်းတစ်လျှောက်ပန်းစီရီစိုက်ထားခဲ့ပြီ။နေ့စဉ်အဲ့ရပါရင်အိုကမတိလိုက်ဖင်းနေ။ရည်တဆက်ချင်းစီကိုပန်းတွေစီတို့ကြာစင်းစီကရှီလောင်းပြနေကြတာပါ အခုတော့အဲ့ရပါတဲ့အိုကြောင့်လမ်းတစ်လျှောက်လုံးအယောင်ဆုံးပန်းတွေနဲ့ပြင်းထန်နေပါပြီ ီပန်းတွေဟာလူတွေကိုအပြုံးတွေယူဆောင်ပေးနိုင်တယ်။သူတို့ရဲ့အင်တွေကိုလှပစေတယ်။ဖျားစီတွေမှာငိမ့်ညံ့မှုကိုဆောင်ကျဉ်ပေးနိုင်တယ်။ဒီစကားလေးတွေကိုကြားရတဲ့အခါအဲ့ရပါတဲ့ဦးရဲ့ဝမ်းနဲ့မျက်ရည်တွေဟာပျော်ရွှင်မှုမျက်ရည်တွေအဖြစ်ပြောင်းလဲသွားပြီးပထမဆုံးအခြေအနေနဲ့သူရဲ့အားနေချက်ဟာဒီလောက်ထိအံ့ဩပွဲအရာတစ်ခုကိုဖန်တီးနိုင်တဲ့ဆိုရင်အတွက်ဂုဏ်ယူစိတ်ဖြစ်မိပါတော့တယ်။လေသမားကအဲ့ရပါတဲ့ဦးကို နုံညံစွာပြောပြလိုက်တာကမင်းကအားနေချက်လို့ထင်နေတဲ့အရာဟာတကယ်တော့မင်းရဲ့အာသာချက်ဖြစ်လာပြီမင်းဟာဘသူထက်ညံ့နေဆိုတာမျိုးလည်းမရှိပါဘူးမင်းရဲ့ကိုယ်ပိုင်ပုံစံနဲ့ပြည့်စုံနေပါပြီတဲ့ဒီပုံမြင်လေးမှာဘဝအကြောင်းနဲ့ဆိုင်တဲ့အမှန်တရားတစ်ခုရှိပါတယ်ကျမတို့ဟာမကြာခဏဆိုသလိုကိုယ့်ရဲ့အားနေချက်တွေချိုးရင်းချက်တွေကိုပဲအာယုံဆိုင်မိတတ်ပြီးတခြားသူတွေနဲ့နိုင်ရှင်ကတန်ဖိုးမရှိတဲ့သူတအူးလို့ခံစားရတတ်ပါတယ် ြေဆုံးတဲ့အိုးကအဲ့ရပါတဲ့အိုးကိုလောင်ပြောင်းသလိုပဲကျမတို့ဘွားတွေကလူတွေကလည်းကျမတို့ကိုမတန်နိုင်ဘူးမကောင်းဘူးလို့ခံစားရအောင်လုပ်တတ်ကြပါတယ်ဒါပေမဲ့ကျမတို့ရဲ့တကယ်အတိတ်ပဲဖွင့်ဆိုချက်ဟာတခြားသူတွေရဲ့ထင်မြင်ချက်တွေကနေမဟုတ်ပဲကျမတို့အတွင်မှာရှိတဲ့ပုံပွင့်နေတဲ့စွမ်းအားနဲ့တန်မိုးတွေကနေလာပါတယ်လူတိုင်းမှာချိုးရင်ချက်တွေရှိကြပြီးဘသူမှပြေဆုံးသူမရှိပါဘူးဒါပေမဲ့ဒီချိုးရင်ချက်တွေကပဲအာသာချက်တစ်ခုရဲ့အရင်မြင့်ဖြစ်လာနိုင်ပါတယ် အယားပါတဲ့အိုကသူ့ရဲ့အယားဟာပျောက်ကွက်မှုတစ်ခုလို့ယုံကြည်ခဲ့ပေမယ့်တကယ်တော့ဒီအယားကမှလမ်းဘေးတစ်လျှောက်ကပန်းတွေကိုအသက်သွင်းပေးနိုင်ခဲ့ပြီးချိုးယင်မှုတစ်ခုကိုကောင်းကြီးတစ်ခုအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ထို့နည်း၎င်းမယ့်ကျမတို့ရဲ့ယုံကံမှုတွေနဲ့ကြာရှုံးမှုတွေဟာနာကျင်စေတတ်ပြီးမယ့်ကျမတို့ကိုပုံဖော်ပေးတယ်၊တန်ငန်းစာရီပေးတယ်ပေါ်ပြီးဉာဏ်ပညာရှိပေါ်ပြီးစီကံရှိပေါ်ပြီးကယူနာရှိလာအောင်လှောက်ဆောင်ပေးတယ် ကျမတို့ရဲ့အခက်အခဲတွေကတခြားသူတွေကိုစီစောပေးနိုင်တယ်။ကျမတို့ရဲ့အမားတွေကကျမတို့နောက်ကလိုက်လာသူတွေကိုလမ်းပြပေးနိုင်တယ်။ဒါကြောင့်ကျမတို့ရဲ့ချုံရင်ချက်တွေကိုဝတ်ထားတာဒါမှမဟုတ်ရှက်ရွံ့နေတာထက်၎င်းတို့ကိုလက်ခံပြီးအပြုသဘောဆောင်တဲ့နိလန်းနဲ့အတုံးချထပ်ဖို့သင်ယူတင်ပါတယ်။ဘဝဟာပြည့်စုံခြင်းမဟုတ်ဘဲရွေကျက်ရှာဖွေခြင်းမှကျမတို့ကအားနည်းချက်လို့မြင်နေရတဲ့အရာဟာတကယ်တော့အကြီးမားဆုံးသော အာသာချက်ဖြစ်နေနိုင်ပြီ။ ကျွန်မတို့ကိုထူးခြားစေတဲ့တန်မိုးရှိစေတဲ့ကဘာကြီးကိုပိုလာပအောင်လှူဆောင်နိုင်စွမ်းရှိတဲ့အရာပါတဲ့ဦးလိုပဲပေါ့တခါတလေမှအားနည်းချက်တွေဟာကောင်းခြင်းများအဖြစ်ပြောင်းလဲသွားနိုင်ပြီကျမတို့ကိုယ်တိုင်ရဲ့ဘဝနဲ့တခြားသူတွေရဲ့ဘဝတွေမှာပျော်ရွှင်မှုရည်ရွယ်ချက်နဲ့ဘဝတွေကိုယူဆောင်ပေးနိုင်ပါတယ်အခုနာတော်တာဆင်နေကြတဲ့ပရိသတ်ကြီးတွေလည်းကိုယ့်ရဲ့အားနည်းချက်ကိုအားသာချက်အဖြစ်ပြောင်းလဲဖန်တီးကြပြီး ရေဆက်ရှောင်မယ့်အနာဂတ်ခီလန်းကို အကောင်းမွန်စွာပုံဖော်ဖန်တီးနိုင်ပါစီလို့ဆန္ဒပြုလိုက်ရပါတယ်ရှင်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုနေ့စဉ်နေ့တိုင်းနားထောင်ကြနေဆိုရင်တော့ချမ်းမြေပါစေ YouTube Channel ကို Like and Subscribe လေးလုပ်သွားဖို့မမေ့ပါနဲ့ရှင်။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။